မင်္ဂလာနံနေခင်းပါခင်ဗျာဘုရားသခင်ရဲ့မကုံဆုံးတဲ့ကိမနာတော်တွေကြောင့်နည်းနည်းအရာနဲ့နှိုးထခွင့်ရတာတွေ့ရတဲ့အခါမှာကျွန်တော်အယံဝမ်းသာပါတယ်ဘုရားရှင်ကုံတော်လည်းချီးမွမ်းပါတယ်ကျွန်တော်တို့ရဲ့ Letters Pray ဆိုတဲ့ Morning Devotion စီစဉ်ကိုနေ့စဉ်နံနေ6နာရီတိုင်းမှာထုတ်လွှင့်ပြသပေးနေတာဖြစ်ပါတယ်ဒီစီစဉ်အတွက်ရတမချစ်တဲ့မိတ်ဆွေတွေအားလုံးရဲ့ Like တွေ Share တွေ Subscribe နဲ့ Comment တွေဟာကျွန်တော်တို့အတွက်များစွာအကျိုးပြုလည်းရှိပါတယ် အရောက်တိုင်းအတွက်လည်းကျွန်တော်တို့ဆူတောင်းပေးနေပါတယ်ဆူတောင်းချက်တွေကိုကျွန်တော်တို့စီပေးပို့ကြဖို့ရန်အတွက်လည်းကျွန်တော်အနေနဲ့တောင်းဆိုပေးရစေကျေးဇူးတင်တဲ့ဒီနေ့ကတော့ April 28ရက်နေ့ဖြစ်ပါတယ်ဒီနေ့အတွက်ခေါင်းစဉ်ကတော့ထာဝရဘုရား၏ prophet တို့သည်သူတို့ကိုကူညီကြ၏တဲ့ဂျမိုင်းလေးတစ်ပိုက်ဖတ်ပြခြင်းပါတယ်ဟက်ကဲအနာဂတ်တိကျမ်းအခန်းကြီး1အပိုင်း4အချင်းလူတို့ တင်တို့ဒီအမိုးနှစ်ထပ်နဲ့ပြည်စုံသောအိမ်၌နေချင်းရှိလျက်ပင်အိမ်တော်ပြတ်လျက်နေရမည်လောယခုမှကောင်းကင်ဘိုးချေရှင် ထာရဖျားမိန်တော်မူသည်ကကိုကျင့်သောအကျင့်တို့ကိုဆင်ခြင်ကြလောဒီကုရုမေအမိတ်ကြပြီးတော့ဂျူးလူမျိုးတွေသူတို့ဗိမာန်တော်တဲဖို့အတွက်တော်လကောင်းသူတို့နေရပြန်ဖို့အတွက်တော်လကောင်းလာကြတဲ့အခါမှာသူတို့အခြေချကြတယ်ဗိမာန်တော်တဲတဲ့ နေရပတ်ဝန်းကျင်မှာဘသူတွေရှိလဲဆိုတော့ရှမာရီလူမျိုးတွေရှိပါဒီရှမာရီလို့ပြောတဲ့အခါမှာသူတို့တွေကသွေးနှောတွေဖြစ်တယ်ဘာကြောင့်လဲဆိုတော့ဒီမြောက်ပိုင်းဣသရေလအကြရှုံးတဲ့အခါမှာသူတို့ကရှူရီလူတွေရဲ့တင်ပိုက်ချင်းကိုခံရတယ်ရှူရီလူတွေနဲ့တခြားနေပယ်ဆိုးမှုအောက်မှာနေပြီးတော့လူမျိုးချင်းရောရှက်ပြီးထိမ်းများကြတဲ့အခါမှာသွေးနှောတွေဖြစ်လာကြတယ်ယုံကြည်ကိုးကွယ်မှုတွေလည်းတလွဲတချော်တွေဖြစ်လာကြတယ်ဒီလိုနဲ့ရှမာရီလူမျိုးတွေကသူတို့ရဲ့နေနဲ့ဂါလီလဲနေတဲ့အထိ နေထိုင်ကြတာတွေ့ရတယ်။သူတို့တွေကဘာပြောလဲဆိုတော့ဒီဗိမ္မာန်တော်ဆောက်လုပ်တာကိုသူတို့ကူညီမယ်။ဘာကြောင့်လဲဆိုတော့ဘာဘလုံးနဲ့ပြန်လာတဲ့ခါမှာအလုံးအင်းနဲ့ပြန်လာမှာမဟုတ်ဘဲနဲ့တတုတ်တတုတ်ပြန်လာကြတဲ့ခါမှာအခုလောဆယ်တိသူတို့မှ9000ကျော်ကျော်လေးပဲရှိသေးတယ်။ဒါတော့သူတို့ကူညီမယ်တဲ့။ဒါပေမဲ့အဲ့ဒီ9000တဲမှာအရန်ပညာရှိတဲ့ယေရုဘဘေလာတို့လိုယောရှုတို့လိုရှိတယ်။သူတို့ကစဉ်းစားတယ်။တကယ်လို့သူတို့ကိုကူညီတာကိုလက်ခံမယ်ဆိုရင် ကောင်းသလိုလိုရှိနေပေမဲ့သူတို့အခွင့်အရေးပေးမယ်ဆိုရုတ်တုစင်းတုကိုးကွယ်မှုတွေကိုပါတကားဖွင့်ပေးရတယ်တူမယ်အဲ့တော့သူတို့ကအခွင့်အရေးမပေးခဲ့ဘူးယေရုဘဘေလကဘုရားသခင်နှုတ်ကပတ်တော်ကိုဖတ်ပြတယ်ဘုရားသခင်ပြုတဲ့ပရိညင်ကိုဘယ်အရာနဲ့မှရှင်လို့မရဘာနဲ့မှဖျက်လို့မရဘူးဆိုတာသူတို့ပြောတော့သူတို့တွေကိုအခွင့်အရေးကိုမယူတော့မယူတော့တဲ့အခါမှာရှမာရိလူတွေအရဆိုရင်အယံတော်သားထွက်တယ်သူတို့ကဆိုရင်အပြောကောင်းပြီးတော့ မိတ်ဆွေဟန်ဆောင်ပြီးတော့မိတ်ဖွဲ့ပြီးသူတို့ကိုအပိုင်စီးချင်တာသူတို့သိသွားတယ်။မိမန်တော်ကိုပြစ်ထားပြီးတော့သူတို့အိမ်ယာကိုရှောက်လုံနေတဲ့လူတွေလည်းရှိတယ်တဲ့ပစ္စည်းအုပ်စာတိုးပအောင်စ조사နေတဲ့လူတွေလည်းရှိတယ်။ဒါမဲ့ဒီဗိမာန်တော်ဆောက်လုပ်ဖို့အတွက်တော်လကောင်းဒီသူတို့နေရပြန်လုပ်ငန်းအစီအစဉ်အောင်မြင်ဖို့အတွက်တော်လကောင်းအားကျိုးမှန်တဲ့လှုပ်ဆောင်ခဲ့တဲ့ဒီဖျားသခင်ရဲ့ပရောဖက်တွေလည်းရှိကြပါတယ်။သူတို့တွေကတော့ဟက်ဂဲဇာခရီတို့တွေနဲ့ အခြားသောပုံကူတွေရှိကြပါတယ်သူတို့တွေဟာဆိုအဲ့ဒီပြဿနာတွေကိုဖြေရှင်းဖို့အတွက်ဒီဟာဂဲအနာဂတိကျမ်းနေရေးတယ်ဇာခရီလည်းဇာခရီအနာဂတိကျမ်းနေရေးတယ်သူတို့ကူညီပံ့ပိုးတဲ့အခါမှာနောက်ဆုံးဒီလုပ်ငန်းကြီးဟာဆိုရင်ကောင်းကောင်းမွန်မွန်အကောင့်ထည့်ဖော်လိုက်တာလားကျွန်တော်တို့တွေ့ရပါတယ်ဖျားကိုအားကိုးရပါမယ်ဆိုပြီးတော့ကျွန်တော်တို့ဒီမှာဖော်ပြပေးထားတယ်ကျွန်တော်တို့ရဲ့အသက်တာမှာလည်းဖျားရှင်ကိုဥစွာနေရာပေးဖို့ကောင်းပါတယ် ဖတ်ခဲ့တဲ့ကြမ်းချက်အတိုင်းပဲမိမ့်မှန်တော့ဆောက်လို့ဖို့တဲ့သူတို့ရဲ့စီးပွားရေးကိုအားပေးနေလို့မဖြစ်ပါဘူးကျွန်တော်တို့အသက်တာမှာလည်းပဲဖះဟာနံပါတ်1ပြီးတော့မှကျွန်တော်တို့အစီခံမှုနဲ့တူကိုယ့်ရဲ့အသက်တာကိုဆက်ကအနှံဖို့ဖြစ်တယ်ဆိုပြီးတော့ကျွန်တော်တွေလည်းထပ်လောင်းပြီးတော့တိုက်တွန်းပြလိုက်တယ်ဒူကျေးဇူးတင်ပါတယ်ကျွန်တော်တို့ခုဆူတောင်းမှုဖြစ်ပါတယ်ဆူတောင်းပေးရမယ့်ပုံကိုယ်တွေကတော့ဆရာဖုံးနိုင်ရဲ့ဆရာမမေတင်မြိုင်နဲ့ဒေါ်ရော့စ်မေရီတို့အတွက်ဖြစ်ပါတယ်ကျွန်တော်တို့ ဥညွတ်ပြီးတော့ခဏလေးဆူတောင်းကြအောင်။ကောင်းကင်ဘုရားရှင်ဖာဖျားကိုရိုရှင်ကိုကျေးဇူးတင်ပါတယ်။သာသမီတို့အမြဲတရှိလန်းပြပေးတယ်။ယနေ့နန်းတဲ့အချိန်ခါမှာလည်းပဲကိုရိုရှင်ရဲ့တည်င်းစကားကိုပြန်လဲကြားနာခွင့်ရရှိတယ်။ကျေးဇူးတင်တဲ့ဖာဒီနေ့ရပြန်လာကြတဲ့ဣသီလလူမျိုးများဗိမ္မာန်တော်ကိုတည်ဖို့ရန်အတွက်ဖြစ်ပါတယ်။ဒါမဲ့သူတို့ဗိမ္မာန်တော်တည်တဲ့အခါမှာလည်းပဲ မိမိတို့ရဲ့ကိုကျိုးစည်းပွားမိမိတို့ရဲ့စောင်းဝတ်နေရေးကလည်းတစ်ဖက်ဗိမာန်တော်တင်ဖို့လည်းတစ်ဖက်ဖြစ်တဲ့အတွက်ကြောင့်အချို့သောသူများမှာစောင်းဝတ်နေရေးကိုဦးစားပေးမိပြီးတော့မှအစဉ်ပြေချောမွေ့နေသည့်တိုင်ဗိမာန်တော်ဟာမပြီးစီးနိုင်ခဲ့ဘူးကျွန်တော်တို့အတွက်သင်္ခါးစာဖြစ်ပါတယ်ကျွန်တော်တို့ဒီလည်းပဲလောကစည်းဝါးရေးဝန်စာရေးရှာဖွေတဲ့အခါမှာကိုရိုရှင်နံပါတ်1ဦးစားပေးဖို့မိနေတဲ့အချိန်ခါတွေရှိပါလိမ့်မယ်ကိုရိုရှင်ဆုံးမတော့မှာကိုရောပြန်လဲရဲ့ဆွဲခေါ်တော့မှာထို့အတူနာမကျန်းဖြစ်နေသောသူများလည်းပဲ ်ကိုရရှင်နံပါတ်1ဦးထိပ်ထားနိုင်ဖို့ရင်ကိုရရှင်မားဆပေးပါအထူးသဖြင့်ကိုရရှင်ရဲ့ဒီတားဖြစ်သောဆရာဖုံးနိုင်တော်လကောင်းဆမမေတင်မြိုင်ဖြစ်စေဒေါ်ရိုးစမေရီတို့သည်ကိုရရှင်ကိုနံပါတ်1ဦးစားပေးခဲ့တော်သူများဖြစ်တယ်လို့ကြားသိရတယ်ဘာသူတို့ကောင်းကြီးပေးတော်မှာသူတို့ခံစားရတဲ့ယောဂဝိနေအားလုံးတက်တာပြောက်ကင်းမှုကိုရရှင်မားဆပေးပါလက်တော်စကန်နှမိုက်ဘာထုတ်တူဒီအစီအစဉ်ကိုကြည့်ရှုနေတော့ကိုရဲသားသမီးများကိုလည်းပဲ ကိုရောကောင်းကြီးပေးပါဒီအစီအစဉ်အားဖြင့်ကိုရောအမှုတော်မှာပါဝင်တော်သူများကိုလည်းကောင်းကြီးပေးသနာတော်မှာသူတို့နဲ့အတူဒီရှိချောင်းတိတာထင်ရှားစေပါကျေးဇူးတင်တယ်ပါဒါမျိုးတွေရဲ့လုံရင်ဆန္ဒဝဝအားလုံးကိုရောလက်တော်ဆက်ကနဲ့နဲ့နှုတ်ရှားပေးမပြည့်စုံတဲ့ဆူတောင်းချက်တွေအားလုံးလည်းကိုရောရှင်နားညောင် ပေးသနာတော်မှာအရာခတ်တဲ့အလုံးစုံတဲ့ကျေးဇူးတော်ကြီးအတွက်ချီးမွမ်းနေခရစ်တော်ယေရှုဖျားရဲ့နာမတော်အမည်ပြုလေယူသူသာဆုတောင်းပါသည်ပါဗျာအာမင်